အားသာဝါလာရှင်ညီကောင်မတော်များအလုံးပဲမင်္ဂလာမနက်ခင်ဗျာဂျွန်လ9ရက်နေ့ရဲ့နောက်ဆုံးရအာဆနယ်နဲ့ကင်းတဲ့တင်လေးပုတ်ကိုတင်ဆက်ပေးသွားလို့မှာဖြစ်ပါတယ် တတင်းနေရာကိုလက်ရှိချိန်မှာအရင်မထူးသေးဘူးဗျ။ဒါပေမဲ့အာဆင်နယ်နဲ့ပတ်သက်ပြီးနောက်ဆုံးရအချက်လက်လေးတွေကိုသိချင်တဲ့ကျွန်တော်ညီကိုတွေအတွက်တီးတန့်တင်ဆက်ပေးတာဖြစ်ပါတယ်။ကဲပရမောင်းတင်ဘုတ်ကတော့ Sky Sport ရဲ့သတင်းထောက် Florian Plandebet ဖော်ပြထားတဲ့ Benjamin Sesko သတင်းနဲ့ပဲကျွန်တော်သွားလိုက်အောင်။မနေ့ကညနေခင်းသတင်းမှာတော့ကျွန်တော်နည်းနည်းတော့အရေးမို့ပြောထားခဲ့တယ်။ဒါပေမဲ့တေးချာချာပြောချင်တဲ့အတွက်ပေါ့လေ။အဲ့ဒါက အာပီလစ်ပစ်အသင်းရဲ့တိုက်စစ်ကစားမဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးလက်ရှိဥရောပအသင်းတွေထဲမှာအာဆင်နယ်တသင်းတည်းကပဲကစားသမားနဲ့ဟောကလပ်သင်းတွေဟောဆွေးနွေးမှုတွေလုပ်နေကြသည်ရတယ်ဒီအသင်းဒီကစားသမားကိုလိုချင်တဲ့အသင်းတွေဝိုင်းဝိုင်းလည်နေရပဲအထူးသဖြင့်ပေါ့လေလပါဘူးတို့ချယ်ဆီတို့ မန်ချက်စတာယူနိုက်တက်ကိုရှိရဆိုမြဲတကယ်ကစားသမားနဲ့ဟောကလပ်သင်းတော်ထက်ထဲဝင်ဝင်ဆွေးနွေးမှုကြီးလုပ်နေတဲ့အသင်းကအာဆင်နယ်တသင်းနဲ့ပဲရှိရဆိုပြီးတော့ဖလိုရီယန်ပလန်နာဘက်ကဖော်ပြထားပါတယ်လောလောဆယ်အန်ဒရီဘာတာရဲ့လက်ထက်မှာဒီကစားသမားနဲ့ပတ်သက်ပြီးပြောင်းရွှေ့ကြည့်ဘလောက်ကုန်နိုင်မလဲကစားသမားရဲ့ပြောင်းရွှေ့ကြည့်ရဲ့ instrument payment payment structure ဘိုင်းဘယ်လိုသွားရမလဲကစားသမားရဲ့ခြေစွမ်းအဲ့ဒီအချက်လက်တွေအပြည့်စုံရှိရဒါပေမဲ့ entry partner ကဘာကြောင့် logic မကန်လန့်သေးလဲဆိုတော့ဒီကစားသမားကိုပိုင်တဲ့ RB Lips ကလာမယ့်ရာသီမှာဥရောပဝင်မရတာဖြစ်တဲ့အတွက်သူတို့အသင်းရဲ့ superstar တွေကိုရောင်းချပြီးဘန်နာကြီးပြန်ရှာမှုရှိတယ် အဲ့အတွက်ဒီကစားသမားတွေကိုအလောတကြီးသူတို့ပြန်ရောင်းချမဲ့အချိန်မှာဈေးနှုန်းတစ်ရက်ရောကျသွားနေတာဖြစ်တဲ့အတွက်လောလောဆယ်ယူရိုတန်း80စာချုပ်ဖက်တင်ကြီးရှိတဲ့ဆက်စကိုအလောတကြီးမကန်းလန်းသေးတာကြားသိရတယ်ဒါကအန်ဒရီဘာဒါရဲ့သူရီမန်းထားတဲ့တစ်ချက်ပေါ့လေဒါပေမဲ့ကျွန်တော်တို့လိုဟိုကစားသမားတစ်ယောက်ကိုအတင်းကိုမြန်မြန်ရောက်စေခြင်းနဲ့သူတွေအထူးသဖြင့်သူများတယောက်ခွင်ကိုလည်းတယောက်ခေါ်ချင်တာပေါ့ဆိုတဲ့လူတွေအတွက်တော့ဒီအချိန်ကတကယ်ငရေလို့ပဲ တယောက်မှမအာဆင်နစီမရောက်သေးတာဒါပေမဲ့သူတို့ကြတော့လေသူတို့အိတ်ထဲကပတ်စံကိုထုတ်သုံးရတာဖြစ်တဲ့အတွက်တစ်တန်းပဲရော့နှစ်တန်းပဲရော့သူတို့ကအဲ့အပိုင်းကိုစောင့်ကြည့်ပြီးတော့ကိုဒါစဉ်းစားနေကြတဲ့အတွက်တိရတိုင်းပဲအာဆင်ရဲ့အရင်နှုံးတွေကမှအင်ကမ်းဘလောက်ပဲဝင်ကစားမခေါ်လေပဲမှာတပြားနဲ့နှစ်ပြားခွာတာကလက်ရှိချိန်ဒီအဲ့အချင်းကမပြောက်သေးဘူးဒါကလေ old school ဘုတ်ဖွဲ့ရှိနေတော့အချက်ပဲဟောလေအဲ့ဆို ဘန္နာအီးပိုင်းဆိုင်ရာပေါ့လေ2025 2026ဘောလုံးရာသီနဲ့ပတ်သက်ပြီးတော့ဒီကစားသမားပိုင်းနဲ့ RB Leipzig တို့ကဘယ်လိုမျိုးအင်ကန်းတွေသွင်းမလဲအဲ့ဒီမတိုင်ခင်ဘယ်လိုမျိုးတွေဈေးနှုန်းလျှော့ချသွားမလဲဆိုတော့အာဆီယံအသင်းတာဝန်ရှိသူတွေကစောင့်ကြည့်မှုလုံနေအဲ့လိုစောင့်ကြည့်တဲ့ကာလအတွင်းမှာအခြားအသင်းတွေကသာတရားဝင်ဝင်ပြီးကန့်လန့်ကလေးဈေးတွေမြောက်တက်သွားရင်တော့မတက်နိုင်ဘူးဒါပေမဲ့ Sasco နဲ့ပတ်သက်ပြီးသူတို့ကတ်ထားတဲ့ယူတန်းရှစ်ဆဆိုတဲ့တန်ကြီးကလည်း Chelsea ပဲဝင်လာလား Liverpool ပဲဝင်လာလား United ပဲဝင်လာလား ဒီထက်ပိုပြီးအများကြီးမြောက်သွားဖို့မရှိဘူး။ဘာလို့ဆိုတော့ဒီအသင်းနဲ့တကယ်ဝင်လာရောတကယ်ခေါ်ချင်ပါမလားဆိုတဲ့အချက်ရှိတယ်။အာဆီနယ်ကတကယ်လိုအပ်နေကြတာ။အာဆီနယ်တာဂက်ကနှစ်ခုပဲ။ဆက်စကိုရရင်ရ၊မရရင်ယောဂရရ။လောဆယ်ဈေးကွက်ထဲမှာဒီနှစ်ယောက်စလုံးဒီအာဆီနယ်နဲ့ဆွေးနွေးလက်ဆရရှိတယ်။အဲ့ဆိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ဆိုရင်ဆက်စကိုအာဆီနယ်ကိုလက်ရှိချိန်မှာမရောက်သေးဘူး။ဒါပေမဲ့အနာဂတ်ကိုကြည့်လိုက်မယ်ဆိုရင်တော့ အာဆင်နယ်တင်းနေနဲ့ဇွဲကောင်းကောင်းနဲ့လုပ်မယ်ဆိုတော့ရာသွားနိုင်ကြီးရှိတယ်။ဒါကိုလည်းကစီမနေဦးဆိုရင်ပေါ့လေ။အဲ့တော့22နှစ်ရဲ့ဆလိုဗေးနီးယားသားတော့2028ခုနှစ်ထိတက်တန်းရှိတယ်ဆိုမြဲကြံခဲ့တဲ့ຫນွေတုံးကချုပ်ခဲ့တဲ့စာချုပ်ပါအချက်လိုက်ရဒီကစားမောက်ဒီယာဒီမှာအတင်းအကျပ်လာပြီးကမ်းလိုက်ရင်ထောက်ခွာခွင့်ပေးရမယ်ဆိုတဲ့ gentleman agreement ရှိတယ်။ ဲ့လိုဆိုတော့လောက်ခလာစားတော့ तू ကအမှယူတသိန်းစစုံရနေတယ်အာဆင်နယ်ရောက်ရင်တော့အဲ့ဒီကနှစ်ဆလည်းဖြတ်ကောင်းဖြစ်သွားနိုင်တယ်အာဆင်နယ်နေတဲ့ဒီကစားမောင်းရဲ့လောက်ခလာစားနဲ့ပတ်သက်ပြီး issue မရှိဘူးဒါမှမဟုတ်သူတို့တကယ်ရင်ဆိုင်နေရတာကဒီကစားမောင်းကိုသူတို့ခေါ်မဲ့တန်ကြီးတည့်ရက်သည်စုစုပေါင်း totally ဘလောက်ကြမလဲတစ်နှစ်ကိုဘလောက်ခွဲပေးရမလဲပြီးတော့ဒီကစားမောင်းအခြားအရရက် ခန်းစား권이ဘယ်လောက်ထိထပ်ပေးရမလဲဒီပိုင်းကိုသူတစ်ချက်ကြည့်နေအဲ့ဒီတော့ဈေးနှုန်းရတက်တာတဲ့ယောဂရက်ကိုခေါ်ခြင်းပေမဲ့လည်းအနာဂတ်မှာအများကြီး potential ရှိပြီးတော့တောက်လျှောက်သုံးလို့ကောင်းမဲ့ငယ်ရွယ်တဲ့တိုက်စစ်ကစားမှဆက်စကိုသူတို့ကပို့ပြီးသဘောကျနေတယ်ပြောင်းရွှေ့ကြီးတော့ပို့ပြီးများမှဖြစ်ပေမဲ့ဗောလေအဲ့ကျွန်တော်ထင်ပါတယ်သူတို့ဆက်စကိုတောက်လျှောက်ဇွဲကောင်းကောင်းနဲ့တော့ကြိုးပမ်းသွားဖို့ရှိတယ်အာဆီနစီဆက်စကိုရောက်ဖို့ဆိုတာလေအသင်းပုတ်ဖွယ်တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးဘယ်နှစ်ယောက် plan AB ထားလဲဆိုတော့ပုံမူတည်တယ်ကျွန်တော်ကြည့်တဲ့လောက်ကတော့အာဒီတာရော ာဇာထရိုက်တာရောအသင်းတာဝန်ရှိသူတွေအားလုံးကဆက်စကိုမှဆက်စကိုဖြစ်နေရတော့တွေ့ရတယ်။တကယ်ငွေသုံးရင်ရောက်လာနိုင်မဲ့ပလေယာဖြစ်ပါတယ်။ဒုတိယမြောက်သတင်းတပုတ်ကတော့ဒါ AFC စတက်ကဖော်ပြထားပါလေဒါအာဆင်နယ်အသင်းကလည်း official ထုတ်ပြန်ပြီးပါပြီအဲ့ဒါကတော့ဒီဂျွန်30ကိုရင်အသင်းရဲ့ထွက်ခွာသွားမဲ့ကစားသမားအယောက်20နဲ့ပတ်သက်ပြီးဖော်ပြထားတာအဲ့ဒီအယောက်20တဲမှာဆိုလို့ရှိရင်တော့ထူးထူးခြားခြားပဲကျွန်တော်အသေးအံလိုက်ရှာကြည့်လိုက်တဲ့မှာတော့မပါတီမပါဘူး ပထမတော့ဒီအသင်းအသင်းကနေထွက်ခွာမဲ့ကစားသမားစီးနေမှာအော်လို့ပါတီပေါမပါတစ်ချက်ရှာကြည့်လိုက်တယ်ဒါပေမဲ့မပါလာဘူးဘာကြောင့်လဲဆိုတော့လက်ရှိအာဆင်နယ်နဲ့ပါတီကြကစာချုပ်ဆွေးနွေးမှုတွေကအခြေအနေကောင်းနေလို့ကျွန်တော်တို့တစ်ဖက်ကနေမှတ်ယူလို့ရတယ်အသင်းကတော့တရားဝင်ထုံမပြောထားသေးဘူးဆိုပေမဲ့ဒီနေ့ဆိုလို့ရှိရင်9ရက်ဗျာနောက်ထပ်25ရက်ဆိုရင်အာဆင်နယ်တော်မပါတီကစာချုပ်မရှိတော့ဘူး အဲ့အတွက်ဂျားထဲမှာဆွေးနွေးမှုတွေကတော့တည်ကြတယ်အသင်းတွေထွက်ခွာမဲ့အယောက်20စီးနဲ့မှမပါတာဖြစ်တဲ့အတွက်ပါတီအာဆီနယ်မှာတက်တန်းတို့အချိန်ကြီးကောင်းနိုင်တယ်ဒါကတော့တစ်ချက်ပေါ့လေအဲ့တော့အသင်းကနေထွက်ခွာသွားမဲ့ကစားသမားတွေမှာဆိုလို့ရှိရင်တော့ဒါအငှားခေါ်ထားခဲ့တဲ့နတ်တိုနောက်ပြီးတော့ဒီ Ryan Starling နောက်ပြီးအသင်းရဲ့အလွတ်နဲ့ထွက်ခွာသွားမဲ့ကီယန်တီယာနီတို့ဂျော်ဂျီညိုတို့ရှိမယ်။နောက်ပြီးတော့မကြာခဏလူစားလေးပြီးဝင်ဆော့တဲ့လူငယ်တိုက်စစ်ကစားမလေးဘတ်လာအိုယူဒီဂျီရှိမယ်။ဒါတွေကသူတို့ထွက်ခွာသွားတော့မှာ ော့ channel ထဲမှာဆိုရင်တော့အလားလားကောင်းပြီး senior level ကိုရောက်လာနိုင်ခြင်းရှိတဲ့ Canon Atwood လို့ကစားမမျိုးနောက်ပြီးတော့ Queen လက်မှာအရန်လောအောင်ကောင်းတဲ့56နဲ့တူတယ်ကျောနဲ့ဘန်နဲ့ကြံခဲ့တဲ့ကျွန်တော်ယာတိကျိုးပွဲစဉ်တွေမှာခြေစုံကောင်းပြသခဲ့တဲ့ Salad Ohan လို့ကစားသမားမျိုးနောက်ပြီးတော့သဘင်အဖြူရောင်လေးနဲ့ရွှေရောင်လေးနဲ့ training ဒီမှာမကြာခဏမြင်ရတဲ့ Henry Francis လို့ကစားသမားမျိုးနောက်ပြီးကိုသမား Okunkuro လို့ကစားသမားမျိုးတွေအတင်းရနေဒီလောက်ကိုမှထွက်ခွာတော့မယ် ါတော့ကျွန်တော်တို့စီနီယာလေးဘုံရောက်လာနိုင်ခြေရှိတဲ့ကစားသမားတွေရပါဘောလေအဲကျန်တဲ့ကစားသမားတွေမှာဆိုလို့ရှိရင်တော့ကျန်တဲ့ဒီ17ယောက်ကတော့ဒါအသင်းရဲ့လူငယ်ကစားသမားတွေစောလုံးကဒီဆာလတ်အိုဟဲညီကိုတယောက်ပါမယ်ပြီးတော့ကျန်တဲ့ကစားသမားတွေဂိုဝါလို့ဂေါ်ဒီလို့ဖိုဒီလို့ဖစ်ရှာလို့အဲ့လိုကစားသမားလေးတွေလည်းအသင်းနေအများကြီးထွက်ခွာမယ်အဲ့တော့အာဆင်နယ်အသင်းနဲ့လူငယ်ကစားသမားတွေအများကြီးဝယ်တယ်ဆိုပေမဲ့အများကြီး invest လုပ်တယ်ဆိုပေမဲ့အများကြီးပြုစုပြောင်းတယ်ဆိုပေမဲ့အသင်းကြီးပါနေရာမပေးနိုင်တဲ့အခါဒါမျိုးတွေကလက်လွတ်ရမှာပဲအခုဆိုရင် အသင်းရနေထွက်ခွာမယ့်အယောက်20စင်းနဲ့မှဆိုလူငယ်ကစားမကစုစုပေါင်း15ဦးလောက်ပါတယ်လို့ပြောလို့ရတဲ့အနေအထားဖြစ်သွားပြီအဲ့တော့ဒါဒီကအဓိကတော့အသင်းကြီးကနေရာမပေးနိုင်တာနောက်တစ်ချက်ကတော့အသင်းကြီးကဒီကစားမတွေရဲ့ quality ကိုမကြိုက်တာဒါမှမဟုတ်ဒီကစားသမားတွေကအသင်းကြီးမှာသူတို့အနာဂတ်မရှိဘူးလို့ယူမန်းတာဖြစ်တဲ့အတွက်စာချုပ်ကုန်တဲ့အခါမှာထွက်သွားတာအဲ့ဒီနေရာတစ်ခုပေါ့လေအဲ့တော့ဒီအစိုးရရဲ့အကောင့်ပြောမယ်ဆိုလို့ရှိရင်တော့ ဂျော်ကြီးတို့လိုတီယန်နီတို့လောက်ခလာစာများတဲ့ကစားမတွေရှော့ချနိုင်ခဲ့တယ်။အငှားခေါ်တဲ့ကစားမတွေကိုသူတို့ကလပ်စီပြန်ပို့နိုင်တဲ့အတွက်လောက်ခလာစာရောကြသွားတယ်။နောက်တစ်ချက်ကတော့ပါတီလိုကစားမမျိုးကိုအတင်းမှာဆက်ပြီးထိန်းထားဖို့တဲ့စာချုပ်ဆွေးနွေးတာအချိန်ကြီးကောင်းတယ်လို့ကျွန်တော်ကမြင်တယ်။ညီကိုတို့ကဘယ်လိုထင်လဲ။ခုံးမှာဝင်ရောက်ရေးသားပြီးတော့ပေါ့။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါ Green Valley ဖော်ပြထားဟုတ်လေဒါ Arsenal ရဲ့ကစားသမားဟောင်း အော်ရန်စတီနဲ့ပတ်သက်ပြီးဖော်ပြပြီးတော့ပါရင်ထဲမှာရှိကြသေးမယ်ထင်လို့လဲဒါကိုသတင်းတပုတ်ဖြစ်ကျွန်တော်တီးတန့်ဖော်ပြပေးတာပါအော်ရန်စတီကတော့လက်ရှိအချိန်မှာဆောက်တန်းသင်းနဲ့တန်းစင်းသွားပြီးဖြစ်ပေမဲ့လည်းဝက်ဆန်ယူနိုက်တက်အသင်းကဒီစားမောက်ခေါ်ဖို့တက်စိတ်ဝင်စားနေပေါင်25တန်းလောက်နဲ့ရမယ်ဆိုရင်ခေါ်ကျင်နေဆိုပြီးတော့လက်ရှိအချိန်မှာစောင့်ကြည့်မှုတွေလုပ်နေတယ်သဆိုင်ရဲ့ဖော်ပြချက်အရဆိုတော့အခြေခံအဆင့်ဆွေးနွေးမှုတွေစတင်လုပ်နေပြီလို့ကြားသိရတယ် ဝဆန်ယူနိုက်တက်ရဲ့နီးပြဂရန်ပေါ်တာရဲ့စိတ်ကြိုက်ဂိုးသမားဖြစ် ကာလာရှိစိတ်ဝင်စားနေကြလို့ကြားသိရပါလေတချို့ report တွေအရဆိုတပတ်ပေါင်တသိန်းတောင်ခေါ်သွားမယ်ကြားသိရလောက်ခလာစားအနေနဲ့အဲ့တော့ Runstay ကတော့သူပုံမှန်ပွဲထွက်ခွင့်ရမယ်အသင်းတင်းကိုလက်ရှိချိန်မှာလိုက်လံရှာဖွေနေအဲ့ဒါဘာလဲဆိုတော့ Thomas Tuchel အင်္ဂလန်အသင်းမှာ အရွေးခံခြင်းတဲ့အတွက်ကစားသမားတွေအိမ်မက်ကနိုင်ငံအသင်းတို့ပေးဆက်ကစားခြင်းလာအဲ့ဒီအတွက်ကလပ်အသင်းမှာပုံမှန်ကစားဝင်ရတဲ့လူတွေပဲအဲ့ဒီ level ကိုတက်ခွင့်ရတာဆိုတော့အရင်တော့ဆိုအာဆင်နယ်မှာရှိတော့ Ranstick ကမကြာခဏဒုတိယအရန်ကိုသမားတတိယအရန်ကိုသမားဖြစ်ပါသွားလိမ့်ရှိတယ်အခုတော့အင်္ဂလန်အသင်းမှာရွေးချယ်မခံရတော့ဘူးဒါကလည်းသူစွမ်းဆောင်ရည်ပြနေခဲ့တဲ့ ူပါဝင်ပြီးတော့ပွဲထွက်နေခဲ့တဲ့ဆောက်တန်းတင်တန်းဆင်းသွားလဲပါတော့ဘူးကဲအိဒါရန်စတီးအနေနဲ့ဒါဆောက်တန်းတင်နဲ့သူတန်းမဆင်းခဲ့ရအောင်ဆိုလို့ရှိရင်တော့အာဆင်နယ်ကခံစားမှုတချို့ထပ်မံရမယ်ရန်စတီးလည်းခံစားဝင်ရမယ်ဒီနေရာမှာဒီကစားသမားကတော့ဆောက်တန်းနဲ့ဒီရာသီမှာတန်းဆင်းသွားတယ်2020 2021တုန်းကရှက်ဖီးယူနိုက်တက်နဲ့အတူတန်းဆင်းခဲ့မှုတယ်2019 2020တုန်းက ဘုံမောင်းနဲ့တူတန်းဆင်းခဲ့ဘူးမတူညီတဲ့ကလတ်တင်း၃တင်းနဲ့တန်းဆင်းခဲ့ဘူးတဲ့ run streak ကိုလက်ရှိချိန်မှာ west ham united ကစိတ်ဝင်စားတာဖြစ်တဲ့အတွက်လာမယ့်ရာသီမှာ premier league မှာ run streak ကိုကျွန်တော်တို့ west ham ဂျာစီနဲ့ထပ်ပြီးမြင်တွေ့ရဖို့တော့ရှိနိုင်တယ်ဗောလေအရင်တော့ကတော့ဒါ united တို့ဘာလို့စိတ်ဝင်စားတဲ့တဲမှာဒီကစားမပါခဲ့သေးဘူးကစားမ quality ကောင်းတယ်ဗျတခါကြိုက်နည်းနည်းလေးပြတာလွင်တကယ့်ကူမှ short keeper လို့ပြောလို့ရတယ် stock keeper ပေါ့လေအဲ့ဆိုသူရှိမှလားတကယ် quality တစ်ခုရှိတဲ့ခံစစ်ရှိမယ်ဆိုရင်တော့တချို့အပိုင်းတွေမှာ ဂိုးမပေးအောင်အကောင်းဆုံးလက်ဆွမ်းပြနိုင်တဲ့အင်္ဂလန်ဂိုးသမားလို့တော့ကျွန်တော်အမြင်နဲ့ညီကိုတော့ဘလို့ထင်လဲသူ့ရဲ့ history ကိုတစ်ချက်လိုက်ကြည့်တဲ့အခါမှာအာဆင်နယ်မှာ89ပွဲကစားခဲ့တယ်။ Sheffield United မှာ46ပွဲဘုံမောက်မှာ38ပွဲ၊ဆောက်တာရမှာ32ပွဲကစားခဲ့တယ်။ဝင်းဘတ်တယ်မှာတော့23ပွဲကစားခဲ့ပြီးတော့ချက်တာဖီးမာတော့က19ပွဲကစားခဲ့တယ်။အဲဆိုရန်စတင်းနေနဲ့အသင်းပေါင်းများစွာမှာကျင်လည်ခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ကံလေးကလည်းကောင်းတယ်။အသင်းကြီးတွေကသူ့ကို ခေါ်ခြင်းလို့အမြဲတမ်းသတင်းထွက်ခဲ့တယ်။ဝဆန်းရောက်သွားမယ်ဆိုလို့ရှင်တော့တန်းစင်းစုံနဲ့တော့ဝေးကွာသွားမယ်တခုရှိတယ်။ပုံမှန်ပေါ်ထွက်ဝင်ရကိုသမားတူဦးအနေနဲ့ခေါ်မှပဲသူလဲသွားဖို့ရှိလို့ကြားသိရပါဗျ။ ဒီ season လေးကိုဒီကောင်းကြီးပန်းပြီးတဲ့ show ပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber phone number 3969 3969 63လုံး2000ဆက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရယူနေပါတယ် Iver ကိုကို sport internet 5လုံးမိတို့ကစားကြည့်နေတာဖြစ်ဖြစ်နောက်ပြီးတော့ဒီဘောလုံးနဲ့ပတ်သက်ပြီးတော့ sport တန်းစုံလို့ခေါ်တဲ့ application မှာပဲဆော့ကျင်တာဖြစ်ဖြစ်ကျွန်တော်စီမှာ message ညီလေးလိုက်မေးမြန်းလိုက်ရလို့ဆောင်းတော့ Viber phone number 3969 3969 63လုံး2000ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာ ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အပီပီဆိုင်ရာဘောလုံးဖွဲ့ချုပ် IFAB ကထုတ်ပြန်ထားတဲ့ပြောင်းလဲသတ်မှတ်လိုက်တဲ့ပနတီဥပဒေနဲ့ပတ်သက်ပြီးဖော်ပြပြီးတော့ပါအရင်တော့ကျွန်တော်ပနတီကန်တဲ့အခါမှာဘောလုံးကိုချောင်းတစ်ချောင်းမထိရဆိုတဲ့ဥပဒေပညာရှိသူတို့ထပ်မံပြီးပြဋ္ဌာန်းလိုက်တဲ့ဥပဒေသိရဆိုရင်မတော်တဆချက်တော့နှစ်ချောင်းစလုံးနဲ့ဒီပနတီဘောလုံးကိုထိတွေ့တဲ့အခါမှာဂိုးဝင်သွားခဲ့ရင်ပြန်ပြီးကန်ရမယ်အကယ်၍ပနတီကန်ရင်းနဲ့ချောင်းတစ်ချောင်းစလုံးနဲ့ဒီဘောလုံးကိုထိခဲ့တယ်ဂိုးလည်းမဝင်ခဲ့ဘူးဆိုလို့ရှိရင်တော့ ပြန်ကန်စရာမလိုဘူး။အဲဆိုကျွန်တော်တို့အနည်းဆုံးပြောမလို့အငင်းပွားဝဲရည်အများကြီးရှိခဲ့တာကတီကိုနဲ့ရီယဲပွဲမှာဒါမျိုးဖြစ်ပျက်တည်ဖြစ်ခဲ့တယ်။ဒါပေမဲ့သူတို့ကဒီဥပဒေကိုတော့ဇူလိုင်လ၁ရက်နေ့မှာမှစတင်ပြီးတော့အသုံးပြုမယ်လို့ကြားသိရတယ်။ဂျွန်လ၁၄ရက်နေပြီးတော့ဇူလိုင်၁၃ရက်တွင်မှာဒါကလပ်ဝေါ်ကလည်းကန်လာရှိရာဖြစ်တဲ့အတွက်အဲ့ဒီပြိုင်ပွဲမှာတော့ဒီဥပဒေကိုအသုံးပြုသွားမှာမဟုတ်ဘူး။အဲဆိုတော့ပနတီကန်တဲ့ခါမှာ၆နှစ်ချောင်းနဲ့ထိတဲ့အခါမျိုးတွေရှိခဲ့လို့ရှိရင်တော့ဒီဥပဒေတကူပဲပြဋ္ဌာန်းသွားမယ်။အကဲ၆နှစ်ချောင်းလုံးနဲ့ထိပြီးတော့ပနတီကို ကန်လိုက်လို့ဂိုးဝင်သွားခဲ့လို့ရှိရင်ပြန်ပြီးကန်ရမယ်အရင်လိုပယ်ဖြတ်သွားမှမဟုတ်တော့ဘူးအရင်ယူမှမဟုတ်တော့ဘူးဒါပေမဲ့အဲ့ချောင်းနဲ့ချောင်းလုံးနဲ့ထိပြီးတော့ပနတိကန်ပြီးသွားလို့ဘေးကိုထွက်သွားခဲ့လို့ရှိရင်တော့ထပ်ပြီးကန်ကြမလို့တော့ဘူးဆိုပြီးတော့ကြားသိရပါတယ်အဲ့ဆိုအစုံလိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ